โอเคမင်္ဂလာပါအာကျွန်တော်မနေ့တုန်းကကျွန်တော်အဲဂျာမန်ဘက်ကနေပြီးတော့ကျွန်တော်ပွဲလေးတစ်ပွဲရေးပေးခဲ့တယ်အဲကျွန်တော်ဘိုင်ယန်မြို့နယ်ပွဲပေါ့နော်အပွဲလေးကတော့ကျွန်တော်ကြာသွားခဲ့တယ်ပေါ့နော်ဒါမှဒီနေ့မှာတော့ကျွန်တော်အကောင်းဆုံးအာတပွဲပေါ့နော်ကျွန်တော်ရွေးချယ်ထားတယ်အပွဲလေးကတော့အဲကျွန်တော်နာပိုလီနဲ့ကျွန်တော်အဲဂျီနိုအာနဲ့ပွဲပေါ့နော်အရင်ဆုံးဒီအသင်းနှစ်သင်းရဲ့ကျွန်တော်အချက်လက်လေးတွေကိုအရင်ဆုံးပြောပြမယ်အဲကျွန်တော်နာပိုလီကအာသူတို့အသင်းရဲ့နောက်ဆုံးကစားထားခဲ့တဲ့ ငါးဘွဲမှာကျွန်တော်တို့ရှေ့ဘွဲရှေ့ကိုတွေတွင်းထားတာကိုတွေ့ရတယ်။အဲပြီးလို့ရှင်ရင်အဲသူတို့တင်းရကျွန်တော်ခုရာဒီမှာကလင်းရှေ့ရတာ18ဘွဲတိရှိပြီပေါ့နော်။အာဒါတွေကိုကြည်ချင်းအဖြစ်ဆိုလို့ရှင်ကျွန်တော်อืมဒီနာပိုလီအသင်းကအာနောက်တန်းအဲဂိုးလည်းတိတ်မသွင်းဘူးဂိုးလည်းတိတ်မပေးရအောင်ဆိုတဲ့အနေထားမှာရှိတယ်။အဲပြီးလို့ရှင်ဒီနှစ်သင်းတွေ့ဆုံမှုပေါ့နော်။ဟက်တူဟက်ကိုကြည့်မယ်ဆိုလို့ရှင်အဲကျွန်တော်နာပိုလီကကျွန်တော်နောက်ဆုံးဂျီနိုအားနဲ့တွေ့ခဲ့တဲ့၅ဘွဲလုံးမှာအာကျွန်တော်တို့တပွဲမှာရှုံးမထားတာတွေ့ရတယ်ကျွန်တော်၃ဘွဲနိုင် နှစ်ပွဲအဲတည်ကြထားတယ်ပေါ့နော်နာပိုလီကဟာပွဲလုံးမှာတပွဲမှရှုံးမထားဘူးဂျီနိုအာကိုอืมပြီးလို့ရှိရင်ကျော်ဂျီနိုအာဖက်ချမ်းကိုပြောမယ်ဆိုလို့ရှိရင်ကျော်ဂျီနိုအာနောက်ဆုံးကစားထားခဲ့တဲ့၅ပွဲမှာသူ2ဂိုးပဲသွင်းထားတာကိုတွေ့ရတယ်ပြီးလို့ရှိရင်အဲ၃ဘွဲရှုံ၃ဘွဲရှုံထားတယ်ပေါ့နော်အဲ၃ဘွဲရှုံထားတယ်သူတို့အင်းရဲ့ကျတို့အဓိကကစားသမားဖြစ်တဲ့ကျတို့အဲအာရွန်ပေါ့နော်အာရွန်ဆိုလို့ရှိရင်ကျတို့အစ်စ်9ချိန်ထိလုထားတာပေါ့ကျတို့ဘစ်ချန်နေလုထားတာရှိတယ်ပေါ့နော်အဲကြောင့်ပဲကျတို့အဲအဓိကကစားသမား ပါတယ်ပေါ့နော်အဲအဆင့်ရက်ဒီချက်ပေါ့နော်အဆင့်ရက်ဒီချက်မှာဆိုလို့ရှိရင်နာပိုလီကအာကျွန်တော်အမတ်ပေးဖလားကိုကျွန်တော်ရဖို့ဆိုလို့ရှိရင်ဒီဘက်ကိုနိုင်အောင်ကံမရမှာဒီဘက်ကဂျီနိုအာကလည်းညတဆင်းဆောင်ကနေပြီးတော့ကျတို့လွတ်လွတ်လပ်လပ်အနေထားမှာရှိတယ်တိုင်းဆောင်ကနေလည်းလွတ်တယ်ပေါ့နော်အဲအပေါ်လည်းမြောက်အထက်လည်းမြောက်ဆိုဂျီနိုကတော့ကျတို့အဲပုံမှန်တိုင်းမှာကစားမှာသူကတော့ပရက်ရှာရှိမှာမဟုတ်ဘူးအဓိကကျတို့ဖိဖီစီစီနဲ့ကစားမှာနာပိုလီနာပိုလီကဒီဘွဲလုံးဝအရှုံးခံလို့ရမှာမဟုတ်ဘူးအဲဒီဘွဲ နိုင်မောက်ကိုရမှာပြီးတော့အင်ကွင်းလည်းဖြစ်တဲ့အတွက်ကြောင့်လို့နာပိုလီကကျွန်တော်တို့အင်ကွင်းကစားအားလည်းကောင်းတယ်ဆိုတော့တချမ်းသာနေအောင်တွေးရတယ်ဒါပေမဲ့တခုထူးခြားတာကကျွန်တော်တို့နာပိုလီကဂျီရိုနာနဲ့တွေ့တဲ့အချိန်တိုင်းမှာကျွန်တော်တို့ဂိုးပြတ်နိုင်နေဆိုတာကရှားတယ်ပေါ့နော်ဂျီနိုဝါကကျွန်တော်တို့နာပိုလီကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အသင်းအဲလိုင်းနံပါတ်ဆိုလို့ရှိရင်ကျွန်တော်တို့နာပိုလီအနေနဲ့ကျွန်တော်တို့လူဆုံးပဲအကုန်ပါတယ်ကျွန်တော်တို့အဲဒိုမီနီပါမယ်လူကာကူပါမယ်ကျွန်တော်တို့အကုန်လုံးနှိပါလူဆုံးနေတာကိုတွေ့ရတယ်ကျွန်တော်နာပိုလီအနေနဲ့ကအဲကျွန်တော်ဂျီရိုနာအနေနဲ့ကတော့ကျွန်တော်တို့ အဲသူတို့အတင်းရဲ့အဓိကထောင်တက်စင်မူပန်းလဲပါဝင်လာတယ်ဆိုပေမဲ့လဲအဲသူတို့အတင်းရဲ့အားထားရတဲ့ကစားသမား၂ယောက်ဖြစ်တဲ့အဲကျွန်တော်စစ်တီလည်းလောက်ထားတယ်ဒီရဒီမှာသွင်းကိုတွေလည်းသွင်းထားတယ်ဆိုတော့อืมကျတို့အဲနှစ်ယောက်ကစားသမားနှစ်ယောက်မပါဝင်နိုင်ဘူးပေါ့နော်ဒီပွဲမှာအဲကြောင့်မလို့ကျတို့ကစားသမားအင်အားမှာဆိုလို့ရှိရင်လည်းနာပိုလီကအာတာနီနာကိုတွေးရတယ်ပေါ့နော်ကစားသမားအင်အားမှာဆိုတော့နာပိုလီတာနီနာကိုတွေးရတယ်ကျတို့ဒဏ်ရာရလည်းတိတ်မရှိဘူးပေါ့နော်နာပိုလီမှာဒဏ်ရာရနေတဲ့လူတွေကလည်းအသိတောက်ကြီး အားကိုးရတဲ့လူတွေမဟုတ်ဘူးပေါ့နော်အဲအကြောင်းကိုကျွန်တော်နာပိုလီကတော့ကျွန်တော်ကစားသမားအင်အားပိုင်းမှာကျွန်တော်ဂျီနိုအားထက်တားနေတာတွေ့ရတယ်ပြီးလို့ရှိရင်မြန်မာကြီးဖွင့်လှစ်မှုမြန်မာကြီးဖွင့်လှစ်မှုမှာဆိုလို့ရှိရင်လေနာပိုလီကတော့1 plan 50 2 minus 90ပေါ့နော်2 minus 90ပြီးတော့ဒီကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘိုဂီဒီယာကျွန်တော်ခံမှန်းချက်အရဆိုလို့ရှိရင်နာပိုလီကပဲအဲအများဆုံးတကူအတာနဲ့နှစ်ကူအတာနဲ့အများဆုံးနှစ်ကူတွင်းမယ်အဲပြီးလို့ရှိရင်တကူအတာနဲ့ပေါ့နော်1 c 2 c လောက်နဲ့ပဲဘိုဂီဒီယာမှတ်ထားပုံရတယ်ပေါ့နော် ဘာလို့လဲဆိုတော့တစ်ဖက်သင်းဂျီနိုဝါကအာကျတို့တိုက်စစ်တိတ်မကောင်းဘူးနောက်ဆုံးထားကစားထားခဲ့တယ်ကျတို့အဲငါးဘက်မှာဆိုလို့ရှိရင်လေသူတို့အတင်းနေတဲ့တင်းကိုသွင်းနိုင်တာ AC ဘက်ကိုတကူပဲရှိသေးတယ်ပေါ့နော် AC ဘက်ကိုတကူပဲသွင်းထားတာရှိသေးတယ်ပြီးလို့ရှိရင်ဦးရင်းရဲ့ဘက်မှာတကူပဲသွင်းထားတာရှိတယ်အဓိကကတော့တိုက်စစ်မှုဒီကိုပေါက်ပြောက်နေတယ်ကျွန်တော်ဂျီနိုဝါမှာနာပိုလီရပဲတွင်းတွင်းမှာပဲဗောနော်ဂိုးပေါ်ဘောကတော့ခက်မယ်အဲနာပိုလီအသင်းရဲ့ကျတို့အဲတွင်းကိုတွေပဲမျောလင်းရအောင်ဗောနော်အဲကြောင့်နာပိုလီအသင်းက အများဆုံးကျတို့1 C 2 C နဲ့ပဲနိုင်သွားမယ်လို့ထင်ပါတယ်အဲကြောင့်ဒီနေ့ပွဲမှာအားကျတို့နာပိုလီကိုရွေးပါတယ်ဗျ